မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ3ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါပထမဦးစွာပြောင်းလဲလာတဲ့တော်လည်ရေးအခြေအနေကြောင့်ပိုးစုစည်းဖို့လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြောင်းလဲလာတဲ့တော်လှန်ရေးအခြေအနေကြောင့်ပိုဆူးစည်းဖို့လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကအစိုးရအဖွဲ့အစည်းဝေးမှာပြောပါရယ်အစိုးရအဖွဲ့အနေနဲ့လေးနှစ်တာကာလလုံးမှာလုံခြုံရေးအခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ကြော်လွှပြီးမိမိတို့ရောက်ရှိရာနေရာဒေသအသီးသီးကနေဒီကနေ့အခြေအနေထိအောင်ဘလောက်ထိအားထုတ်ခဲ့ကြရသလဲဆိုတော့မိမိတို့ကိုယ်တိုင်အသိဆုံးဖြစ်ကြောင်းပြောင်းလဲလာတဲ့တော်လှန်ရေးအခြေအနေကြောင့်ပိုဆူးစည်းဖို့လိုအပ်တယ်ပုံမှုအလုပ်ဖြစ်ဖို့လိုအပ်မှာဖြစ်တာကြောင့် ဝင်ကြီးများအနေနဲ့အလုပ်ဖြစ်နိုင်စေရေးအတွက်ကိုပထမဦးစားပေးစဉ်းစားပြီးမိမိတို့လက်ရှိယူထားတဲ့တာဝန်တွေအရာပြည်ရင်းရယ်ပြည်ပရယ်ဆိုတာထက်ဘယ်လိုနေရာမျိုးမှာနေပြီးတာဝန်ထမ်းဆောင်ရင်တော်လှန်ရေးအတွက်ပိုမိုထီအောင်မလဲအကျိုးရှိမလဲစဉ်းစားပြီးတင့်တော်တဲ့နေရာဒေတာအသီးသီးကနေပိုမိုအားထည့်စူးစမ်းပေးစီလိုကြောင်းဝင်ကြီးချုပ်ကပြောပါရရှင်။ ဆက်လက်ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအရက်သားများပြစ်မှတ်ထားတိုက်ခိုက်မှုများမှကာကွယ်ရန်မြန်မာစစ်ကောင်စီအားလင်းရင်စီနှင့်လက်နက်တင်ပို့မှုကိုပိတ်ဆို့အရေးယူရန်လိုအပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်အရက်သားများအားပြစ်မှတ်ထားတိုက်ခိုက်မှုများမှကာကွယ်ရန်မြန်မာစစ်ကောင်စီအားလင်းရင်စီနှင့်လက်နက်တင်ပို့မှုကိုပိတ်ဆို့အရေးယူနိုင်ရန်လိုအပ်ကြောင်း45 rest မှသတင်းထုတ်ပြန်ပါသည်။မြန်မာစစ်ကောင်စီသည်အပြစ်ခတ်ရဲစဲရန်တင်ညာထားသည့်ကာလအတွင်းအရက်သားများအားတေးတေးဒဏ်ရာရရှိသောလေကြောင်းတိုက်ခိုက်မှုများဆက်လက် ်လှုပ်ဆောင်ခဲ့ပြီးထို့ထဲတွင်ငလီပြီးမှအသက်ရှင်လွတ်မြောက်လာသူများခေါလုံလျက်ရှိသည့်ဘာသာရေးအဆောက်အအုံများပါဝင်တယ်လို့ဖော်ပြထားပါတယ်။အီပီလာနေ့ရက်နေ့ကလေးကစစ်ကောင်စီကငလင်တန်တဲ့ဒေသတွေမှာပါပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်အရက်သားပြည်သူတွေအသေးပြောင်များခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဆိုရင်လူအသက်နဲ့နိုင်ငံတကာဥပဒေကိုဂရုမစိုက်တာကိုပြောင်ပြောင်တင်းတင်းပြသနေပါတယ်ဟု45 rest အဖွဲ့ဤစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုစိုင်းအာဂါကပြောဆိုထားပါတယ်ရှင်။ ခုတခါဆက်လက်ပြီးတော့ငလင်ကြောင့်ပြိုကျသွားတဲ့မန္တလေးမြို့ Sky Filler အစအဦးအောင်မှရုပ်လောင်းများဆက်လက်ရှာဖွေတွေ့ရှိပြီးအမျိုးသမီးနဲ့ကလေးငယ်ရုပ်လောင်းအချို့ပါဝင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ Sky Filler အစအဦးဘီအဆောင်စီအဆောင်နဲ့ဒီအဆောင်များအားမေလ၂ရက်နေ့တွင်ရန်ရည်များနဲ့အတူဖယ်ရှားရှင်းလင်းခြင်းနဲ့ရုပ်လောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ရာမနက်7:00မိနစ်40အချိန်တွင်စီအဆောင်အခန်းအမှတ် P4 မှာတည်ဆုံးသူမတအူဤရုပ်လောင်းအားထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူမွန်လွယ်12:55မိနစ်အချိန်တွင်စီအဆောင်ဓာတ်လေကားခွင့်အတွင်း တွင်မှမတအူးနှင့်မကလေးတအူးဤရုပ်အလောင်းအားထုတ်ယူနိုင်ခဲ့ပြီး၄နာရီအချိန်တွင်မတအူးသေဆုံး၄နာရီ15အချိန်တွင်မတအူးသေဆုံး၄နာရီမိနစ်20အချိန်တွင်မတအူးသေဆုံးတို့၏ရုပ်အလောင်းတို့အားထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မလ28နှစ်မွန်လယ်ပိုင်းတွင်စကိုင်းငလင်းလှုပ်ခတ်မှုကြောင့်လူဦးရေ3000ကျော်သေဆုံးခဲ့ပြီးမန္တလေးမြို့စကိုင်းဗီလာအဆောက်အဦပြိုကျမှုတွင်သေဆုံးသူ100ကျော်ရှိခဲ့ပါတယ်ရှင်။ အခုတခါဆက်လက်ပြီးတော့ဒဝဲခိုင်က CDM ဆီယာမတချို့နဲ့ volunteer ဆီယာဆီယာမ88ဦးအတွက်ဒေါက်တာသိန်းလွင်ဦးဆောင်တဲ့ Thinking Classroom Foundation မှာ6ရက်တာ Reading and Writing for Critical Thinking RWCD သင်တန်းပို့ချတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ တဝဲခရိုင်က CDM ဆီယာမတချို့နဲ့ volunteer ဆီယာဆီယာမ88ဦးတို့ဒေါက်တာသိန်းလွင်ဆီယာမအဆိုင်တို့ဦးဆောင်တဲ့ Thinking Classroom Foundation မှာ6ရက်တာ Reading and Writing for Critical Thinking RWCD တင်နပ်ပို့ချခဲ့တယ်လို့သတင်းရရှိပါတယ်။တဝဲဒေသကြီးရွာများတွင်ကိုတူကိုထရရွာအခြေပြုကျောင်းများထူထောင်ကြသည့်အတွက်ကလေးများပညာသင်ယူရန်ခွင့်လန်းများရရှိသောကြောင့်ဝန်တာအားရဖြစ်မိပါတယ်။အဆိုပါကျောင်းများမှဆီယာဆီယာမများအတွက်လူရည်ဆီယာအတတ်သင်ပညာသင်တန်းများကိုကျွန်တော်တို့ Foundation မှကူညီဆောင်ရွက် ပ်ပေးပါတယ်။ဆရာဆရာမ80ခန့်ပါဝင်ပါတယ်လို့စင်စာတွေးခေါ်သောစာသင်ခန်းတည်ထောင်သူဒေါက်တာသိန်းလင်ကတည်ပြီးဆိုထားပါတယ်။ဒဝေဒေတာကိုကိုရိုင်းသွားရောက်ရန်ရည်ရထားတော့လေလုံခြုံရေးအခြေအနေကြောင့်အွန်လိုင်းမှာပို့ချပေးခဲ့တယ်လို့ဆိုပါတယ်ရှင်။ တောင်းပညာရေးထီ23ချိန်မြောက်အမြင့်ဆုံးသိန်း900စုကိုဟုခင်ကြွေရောင်မှဦးအောင်ကျင်းစုခုရရှိတဲ့တရင်ကိုတင်ဆက်ပေးပါဦးမယ်။တောင်းပီပညာရေးကိုရည်ရွယ်၍ဖွင့်လှစ်နေသည့်တောင်းပညာရေးထီ23ချိန်မြောက်အစင်းမြင့်သိန်း900စုကိုနမ်ဆန်မျိုးနဲ့ဟုခင်ကြွေရောင်မှဦးအောင်ကျင်းမှစုခုရရှိသွားကြောင်း TNL မှသတင်းထုတ်ပြန်ပါတယ်။တောင်းပီတောင်းပညာရေးရန်ပုံငွေအတွက်23ချိန်မြောက်ထိဖွင့်ပွဲအားတောင်းပီတနီယာရင်မေလာတရက်နေ့နံနက်ပိုင်းချိန်တွင်တောင်းပီပညာရေးကောင်စီ TLEC မှဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။ 3500စုဤကနန်းသည်အခရာ A78097 ဖြစ်က3500စုအပြင်3100စုတစု3500စုတစု3300စုနှစ်စု10သိန်းစု3စု5သိန်းစု4စု2သိန်းစု50စုနှင့်3500စုဤအခရာတူနောက်ဆုံးခန်းတန်း3လုံးတူစု22စုအပါအဝင်စုစုပေါင်း84စုပေးရခဲ့တယ်လို့သိရပါတယ်ရှင်။ ခုဆက်လက်ပြီးတော့ weekly super four အွန်လိုင်းလွှင့်ချိန်တွေဦးတီရဲ့ web application မှာတစင်လက်မှတ်တစ်စောင်တစ်ထောင်ကျပ်နှုန်းဖြင့်တော်လန်ပြည်သူတို့လက်တကမ်းမှာလွယ်ကူစွာဝယ်ယူနိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် weekly super four ကိုအွန်လိုင်းလွှင့်ချိန်တွေဦးတီရဲ့ web application မှာတစင်လက်မှတ်တစ်စောင်တစ်ထောင်ကျပ်နှုန်းဖြင့်တော်လန်ပြည်သူတို့လက်တကမ်းမှာလွယ်ကူစွာဝယ်ယူနိုင်မယ်လို့မေလ၂ရက်နေ့မှာတည်ပြီးကြေညာပါတယ်မေလ၄ရက်နေ့မှာ pilot gala လေးစတင်သွားမှာဖြစ်တဲ့အတွက်နှွေဦးတီအကောင်မဖွင့်ရသေးတဲ့သူတွေရှိရင်ကြိုတင်ဖွင့်ပြီးငွေသိမ်းထားဖို့တိုက်တွန်းထားပါတယ် weekly super powerful ကိုလက်မှတ်တဆောင်တထောင်တက်နှုန်းဖြင့်ရောင်းချပေးသွားမှာဖြစ်ပြီးအပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ super 4ထွက်ရှိမှာဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးအနေနဲ့ပြင်သစ်နိုင်ငံပါရီမာပြမယ်ဖြက်ရုပ်ရှင်လက်မှတ်များစတင်ရောင်းချတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ပြင်သစ်နိုင်ငံပါရီမာပြသားမယ်ဖြက်ရုပ်ရှင်လက်မှတ်များစတင်ရောင်းချနေပြီလို့သိရပါတယ်။ဖြက်ရုပ်ရှင်ကိုပါရီမျိုးရဲ့ Cinema Liberty မှာဆိုရင်အတူတကွကြည့်ကြဖို့ဖိတ်ခေါ်ထားပြီးရုပ်ရှင်ပြီးတရုတ်ဆောင်ကိုမင်းမော်ကွန်ပါဝင်ရုပ်ရှင်အဖွဲ့သားများနဲ့ဇုံငါတစင်တွေ့ကြမှာဖြစ်ပါတယ်။မေလ25ရက်ပါရီမာကျင်းပမယ်။ရုပ်ရှင်ပြပွဲမှာတော်လန်ဟိအခြေပြုရိုက်ကူးထားတဲ့ဖြက်ရုပ်ရှင်ဇာတ်ကားလေးပါဝင်မယ်လို့ United ဘုံပြင်သစ် ကအတိပေးထားပါတယ်။ရုပ်ရှင်လက်မှတ်များများများရဖို့လူမလာနိုင်လေအတိမိတ်ဆွေများအတွက်လက်ဆောင်ဝယ်ပေးလို့လည်းရတယ်လို့အတိပေးဖော်ပြထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်တာကင်းနဲ့ခါရှဲတို့ကပေးပို့ထားတာဖြစ်ပါတယ်။